မြင်ရတဲ့ပုံစံလေးပါကမ္ဘာ housing ထည့်တဲ့နေရာလေးရယ် OnePlus logo လေးကအလဲမှာပါတယ်ဒါပဲပေါ့နော် silicon case လေးပဲကျွန်တော် box တဲ့ပါဘာကြီးပါသေးလဲတက်ကြည့်ကြည့်မယ်ဖုန်းဝင်ပြီးမှခဏတစ်ဖယ်လိုက်မယ်ကြိုးကလည်းကျွန်တော်တို့ OnePlus ရဲ့ signature အနီရောင်ကြိုးပဲအခုတက်ကြည့်လို့လည်းသူကဒီဖုန်းနေသုံးစံတိုင်း type A2 type C နဲ့ပဲထည့်ထားပြီးတော့မယ်အဲထဲမှာတော့အဖြူအန်ဆန်တော့ဖြစ်နေတာပေါ့နော်ကြိုးကတော့အနီရောင် ဒါတော့ SIM ejection tool လေးပါကျွန်တော်တို့ Oppo Find X9 Pro Pass နဲ့နည်းနည်းလေးဆင်ရတယ်အာအတွင်းတော့အဖြူရအောင်မယ်ဩ 120W Super Boost Charging ဒါ box တဲမှာဘာမှမရှိတော့ဆိုတော့ကျွန်တော်တို့ box လေးကိုပယ်လိုက်မယ်ဒီနေ့ရဲ့ unboxing လုပ်တဲ့ OnePlus 15 Pro လေးကိုကြည့်ကြည့်အောင်ပါအင်းဒါကတော့ကျွန်တော်တို့အရှိရနေမြင်ရတဲ့ပုံစံလေးပါ pre install screen cap လေးပါလာတယ် selfie camera တစ်လုံးနဲ့ပဲ အယောင်လေးကဒီကနေကြည့်တာတော့မှတော်တော်လေးကိုမြင်နေကြမဟုတ်တဲ့အယောင်